ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥကြော်စီရပါဥကြော်စီရဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီ55နှစ်ပါဆရာကြီးအရွယ်ကောင်းကွာဒီကြီးညာကျမ်းမာမေရွယ်နော်ဟာနတ်မောက်ကပါလဲသမားပါတဲ့မေးတာတော့ตาตาမောင်ချမ်းမြေကမေးတာပေါ့နော်သူ့အဖေစားအဖေတို့ဟုတ်ပြီဟာဆရာကြီးခင်ဗျားတဲ့အဖေတဲ့ညာအိမ်မရတာ၃ပတ်လောက်ရှိပါပြီတဲ့ဟုတ်ပြီ fighting ပြီးအိမ်မရဖြစ်နေပါတယ်တဲ့ဟုတ်ပြီအသေး၆တာပါတဲ့ အဖေကပေါ်နေမှာပဲဟုတ်ကဲ့ဆရာကြီးအဲ့တော့ဒါအဖေကအရက်တော့မတော့ဆရာကြီးရဲ့သိချင်တယ်ဟုတ်ကဲ့ဆရာကြီးအရက်တော့လို့အသေးချောက်ထားဆိုရင်တော့အဲ့ဒါအရက်ကိုဖြတ်ကိုဖြတ်ရမယ်ဟုတ်ကဲ့ပါဆရာကြီးအရက်မတော့ခဲ့အသားချောက်တယ်ဆိုရင်အကြုံမှန်သမျှရက်ကိုရက်ရမယ်ဟုတ်ကဲ့ပါဆရာကြီးအဆက်မှန်သမျှရက်ကိုရက်ရမယ်အဲ့တော့ခြုံကြည့်ရင်တော့နော်အကြော်ရောအဆက်ရောအရက်ရောဒါဆလိတော့များရင်လည်းပဲ စရိလည်းမတော့တင်ဘူးဟုတ်ကဲ့ပါဆရာရင်အဲ့ဒါလေးရှောင်းမယ်ဟုတ်ကဲ့ပါဆရာရင်ရှောင်းတော့ဘာဆက်လို့ရမလဲလို့မသိမဖြစ်စေနဲ့နော်အချင်ခါစားပါဟုတ်ကဲ့ပါဆရာရင်နော်အချင်ခါစားပါနောက်ရေချိုးတဲ့အကောင်တစ်ခါတောင်မှပဲဖြစ်နိုင်ရင်ပေါ့ဟုတ်ကဲ့ပါဆရာရင်အခါရွက်ပြုတ်ပြီးရေချိုးပါဟုတ်ကဲ့ပါဆရာရင်အခါဆိုရဲပဲနှမျိုးရှိပါတယ်ကြောင်ရှာတို့တမားတို့ရေးယူတို့ပူကားတွေကိုမချိုးပါနဲ့ဟုတ်ကဲ့ပါဆရာမယ်စီလီတို့ခွေးတော့တို့ပေါက်ပန်းပြူတို့ နှင်းနှွယ်တို့လိုအဲ့လိုအီခါးလေးတွေကိုပြုတ်ပြီးတော့ရေချိုးပါရေချိုးတော့အောင်ထိပြန်ပြန်မရရင်နှစ်ဖလားစာလောက်ပြုတ်လိုက်လို့ရှိရင်အဲ့တော့ရေတစ်ဘက်ပေါ့ရေတစ်ဘက်တိုက်လိုက်လေလင်းစေးလင်းတယ်လို့ပဲဝင်သွားတော့အခါတက်ဝင်သွားပြီးတော့တိတရာအကျိုးသက်ရောက်ပါလိမ့်မယ်ဘာဖြစ်လဲဆိုတော့လေဖြတ်သွားပြီးရင်လေဖြတ်သွားပြီးမှကုရင်အဲ့ဒါကုလို့ရရန်ခက်ခဲတတ်ပါတယ် ဟုတ်ကဲ့ပါဆရာကြီး။အဲ့တော့ကာကွယ်စောက်ရှောက်ဘေးမရောက်ဆိုတဲ့တိုင်ရင်ဆေးဆရာကြီးများရဲ့အဆုံးအမအရာကျူတင်ကာကွယ်သောအဖြစ်ဆောင်ရွက်ပါလို့ဆရာကြီးကူညီလမ်းညွှန်လိုက်ပါတယ်ဗျာ။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။ဟုတ်ပြီဗျာ။အားလုံးပဲအစာဝအနာကင်းပြရာရှင်ကြပါစေဗျာ။ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ထွေးကြီးပါဟုတ်ပြီ62နှစ် အိရှင်မှာပါဟုတ်ပြီကချင်ပြည်နယ်မှာနေပါတယ်နမ်မတီပါဟုတ်မြကြီးနားပဲပေါ့ဟုတ်နမ်မတီဟောနမ်မတီဟုတ်ပြီနမ်မတီဆရာကြီးရှင်းတဲ့အမေကတဲ့တမိဖြစ်တူတင်ထွေးဦးကမေးတာပါဒေါ်တင်ထွေးဦးကဟုတ်ပြီဗျာလွန်ခဲ့တဲ့နှစ်နှစ်ကတဲ့ကားအက်ဆီဒန့်ဖြစ်ပြီးတဲ့ပေါင်ရိုးဆက်ခဲ့ရပါတယ်တဲ့ပေါင်ရိုးကိုဆက်ခဲ့ရတယ်တဲ့ဟုတ်ပြီပေါင်ရိုးကျိုးခဲ့တယ်ပေါ့ဆရာကြီးရဲ့အေးပေါ့အေးပေါ့စတီးရိုးထည့်ပေးထားပေမဲ့တဲ့အရိုးကတဲ့အခုမှတဲ့လေးပုံတစ်ပုံလောက်ပဲဆက်သေးတာမို့တဲ့ ဘလို့တွေပြုတ်မှုနေထိုင်တင့်တယ်လေတဲ့ပြောပြပေးပါတဲ့အဲ့ဒါတော့လှုပ်ရှားတာကိုရှင်းရမယ်ဟုတ်ကဲ့ဆရာကြီးနော်မဆက်သေးသမြဲနဲ့သွားလှုပ်ရှားလဲလို့ဒုတိယတစ်ချိန်ထပ်ခွဲရပြီဆိုရင်အန္တရာယ်များပါပြီဟုတ်ကဲ့ဆရာကြီးအဲ့တော့နာနာနေနေနေရမယ်ဟုတ်ကဲ့ဆရာကြီးကျန်တဲ့သူတွေကပြုစုပေးရမယ်ဟုတ်ကဲ့ပါဆရာကြီးနော်နောက်သက်ဆိုင်တဲ့ပြထားတဲ့အယူကျော်ဆရာကိုပြဆိုတဲ့အချိန်ကို ကြူကြူတင်တင်ပြပါဟုတ်ကဲ့ပါဆရာရဲ့ကြုံမှာသွားပြတာမျိုးမလုပ်ပါနဲ့ဟုတ်ကဲ့ပါဆရာနော်နောက်တစ်ခုကအယိုးနဲ့ပတ်သက်လာလို့ရှိရင်ထုံတတ်ပါတဲ့အစာကယ်ဆီယမ်တတ်ပါတဲ့အစာလေးတွေစားပါမယ်ဥမာသီမောဒီအယိုးပါစားလို့ရတဲ့ဟောငါးလေးငါးလေးတွေဟုတ်ကဲ့ပါဆရာဥမာတပည့်ရဲ့အခုရောချက်မှုပြီးတော့ခါကြိတ်စားလို့တော့ရတဲ့ငါးတလဲတို့ငါးတလဲတို့ခုံးမတို့ဟုတ်ကဲ့ဆရာနော်အဲ့လိုငါးလေးတွေအဲ့ဒါစားပါနောက် ကြက်တို့ဘဲတို့အဲ့လိုစားလို့ရှင်ကြက်အယိုးကိုစုတ်တက်လို့ရှင်သိလားမသိကြက်ယူတယ်မှာအထဲမှာအထဲမှာကြက်နှစ်ကလေးပါတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီဟာမျိုးစားပါဟုတ်ကဲ့ဆရာကြီးခုနတီတီလေးတွေငါတီတီလေးတွေအယိုးပါစားလို့ရတဲ့မျိုးစားပါနောက်ပေါက်ပန်းဖြူအင်းနုနယ်အဲ့လိုသင်မောတိစားမျိုးလေးစားပါအဲ့သင်မောတိကြလို့ရှင်အမဲ့ကိုတည့်ပါတယ်ဟုတ်ကဲ့ပါဆရာအမဲ့စားတဲ့အခါမှာ င်မောသီမဲ့ကိုအခွန်ကိုခွာချလိုက်ပြီးတော့မစားပါနဲ့တင်မောသီကိုအလုံးလိုက်ရေစေးလိုက်ပါဟုတ်ကဲ့ဒေးစိတ်စိတ်ပါဟုတ်ကဲ့ဆရာပြီးရင်တင်မောသီဇွန်းလေးနဲ့စတီးဇွန်းနဲ့ချစ်စားပါဟုတ်ကဲ့ဆရာဘင်နာဟာဒီပြောင်းအောင်စားရမလို့ဆိုရင်အခွန်နားမှာကတ်နေတာဟုတ်ကဲ့ဆရာအချိုးတက်ကုံသွားပြီနော်ဟုတ်ကဲ့ဆရာအချိုးတက်ကုံသွားပြီအဲ့ဒီအခွန်နားမှာကတ်နေတာကိုစတီးဇွန်းနဲ့ဖြည်းဖြည်းချင်းအလျားလိုက်ချစ်လို့ရှိရင် စားကြွာခတ်တက်တက်လေးနေတယ်။အဲ့ဒါတကယ်စေဘက်ဝင်တာပဲ။ဟုတ်ကဲ့ဆရာ။အဲ့ဒီခါမျိုးစားပါလို့ပြောချင်ပါတယ်။ဟုတ်ဆရာ။ပြီးရင်တင်မောဒီစားတိုင်းစားတိုင်းတင်မောဒီ3စီးရနေ5စီးတင်မောအစီနော်။ဟုတ်ကဲ့ဆရာ။3စီးရနေ5စီးစားပါ။အဲ့စားတဲ့တင်မောဒီဒီတင်မောဒီခွဲလိုက်တာနဲ့အစီကိုရေထဲပစ်ချင်တာလေးပါ။ဟုတ်ကဲ့ဆရာ။ရေပေါ်မှာပေါ်လို့ပေါ်နေတင်မောစီကိုမစားပါဘူး။မစားဘူးဟော။ရောက်တော့မြုပ်သွားတဲ့တင်မောစီ 3စီးလောက်3စီးကနေ5စီးလောက်စာစာပေးကြမြေဒီယောဂတက်တာပါပါလို့ဟုတ်ကဲ့ဆရာကြီးဟိုဟာဖိချန်ကပြောသေးရဲ့ဟိုဟာလေးရောစားလို့ရလားရတယ်အမြင်လေးတွေရတယ်ရတယ်တဲ့တဲ့စားပါဟုတ်ကဲ့ပါဆရာကြီးပြောငါပြောကျင်လဲတဲ့တယ်ဟုတ်ကဲ့ဆရာကြီးတီမွေးလို့ခေါ်တဲ့ကွန်စိန်စိန်ရတာလည်းရှိတယ်အဲ့ဒီငါပြောသေးတဲ့ရှောင်းပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ဆန်းဆန်းမော်ပါဆန်းဆန်းမော်ဟုတ်ပြီဟော56နှစ်ပါဆရာကြီးပါစေကုံစုံဆိုင်အိမ်ဆိုင်နဲ့ပသိမ်ရပါဟုတ်ပြီဆရာကြီးရှင်နဲ့ဘယ်ဘက်ရှာတချမ်းပူပါတယ်တဲ့ရှာရဲ့ဘယ်ဘက်ချမ်းဟုတ်ကဲ့ဆရာကြီးအာကောင်လဲ6ပါတယ်တဲ့ဟုတ်ပြီအာလဲ6ပါတဲ့ဆရာဝင်ပြစေးတောက်နေပြီမဲမပြောက်သေးလို့ပါတဲ့ဟုတ်ပြီအာယုံကြောစေးတွေတောက်တာသူကအာယုံကြောစေးပေါ့နော်အာယုံကြောစေးတွေတောက်ရတာတစ်နှစ်ကျော်ပါပြီတဲ့ ဟုတ်ပြီဘလို့နေထိုင်စားတော့ရမလဲလမ်းညွှန်ပေးပါရှင်ဟုတ်ပြီအဲ့ဒါနေထိုင်စားတော့ဖို့ထားတော့အဲ့ဒီအာတချမ်း၆ထားအတွက်လေဟုတ်ကဲ့ဆရာကြီးမယ်ဇလီရွက်ဂွေတောက်ရဲ့နှစ်ခုဟုတ်ကဲ့ဆရာကြီးကြောင်ရှားတမမဟုတ်ဘူးဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီမယ်ဇလီရဲ့ဂွေတဲ့ကိုနှစ်မျိုးရတယ်နှစ်မျိုးရောမယ်ဇလီအဖူးလေးရတယ်အရွယ်လေးရတယ်ဂွေတောက်နှစ်မျိုးရနှစ်မျိုးရောမရတစ်မျိုးလေးပြုတ်အဲ့ဒီပြုတ်ရီလိုငုံထားပြီးအဲ့ဒီအာ၆တဲ့ဘက်ချမ်းကို ငုံပေါ့နော်ဟုတ်ကဲ့ပါဆရာငုံတာ3မိနစ်လောက်နေထွေးထုတ်ပလိုက်ဟုတ်ကဲ့ဆရာပြန်ငုံဟုတ်ကဲ့ပါဆရာ3မိနစ်နဲ့5မိနစ်နေထွေးထုတ်ပလိုက်ထွေးထုတ်ပလိုက်ဟာ3ချိန်မျောလောက်ကြတော့မထွေးဘဲနဲ့တောက်လိုက်တော့ဟုတ်ကဲ့ပါဆရာအဲတောက်လိုက်ခြင်းအားဖြင့်သိတာလာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာနောက်ခွေးတော့ရွက်နော်နောက်မဲစလီရွက်ဟုတ်ကဲ့နောက်ပေါ့ပန်းဖြူငရံဘဒူငရံဘဒူအဲ့ဒါလေးတို့ ပြုတ်လိုက်ရင်ပြုတ်မပြုတ်လဲအစိမ်းထောင်းအရင်ညက်တန်းတန်းလေးပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးကိုရှာပုတ်ပေးอ๋อဟုတ်ကဲ့ဆရာကြီးနော်ဟုတ်ကဲ့ပါရှာပုတ်ပေးပြုတ်ရင်တော့ငုံတာပေါ့ဟုတ်ကဲ့ပါဆရာကြီးအစိမ်းဆိုတော့ရှာပုတ်ပေးဟုတ်ကဲ့ပါဆရာပုတ်ပေးခြင်းအဖြစ်ဒါလွယ်လွယ်လေးတက်တာတော့မဲ့ယောဂါပါလို့ဟုတ်ကဲ့ပါဆရာစိတ်ထဲမှာသိမဆွေးရိမ်ပါနဲ့လို့ဟုတ်ကဲ့ပါမဆွေးရိမ်ပါနဲ့ပြောလို့ပေါ်လဲမပေါ်ပါနဲ့ဟုတ်ကဲ့ပါဆရာကြီးနော်ဘာလို့ပါဇက်တို့အစာရင်နဲ့ဥလာညောင်းတို့ကအသက်နေနေနီးစက်တယ်လေဟုတ်ကဲ့ပါဆရာကြီး ရှောင်းရမှာတော့ကြော်ဖန်ဆက်ပါเนาะ။ကြော်ဖန်ဆက်ရှောင်းမှာချင်ကားအေးစားပါ။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးပဲအစာဝအနာကင်းပါရရှင်ကြပါစေဗျာ။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေကွန်းရှင်ကမက်လီပြည်မိပါပေါ့နော်အမေပေါ့။ဟုတ်ပြီ။အမေနာမည်ကမက်လီပြည်ပါ။တာမောင်ဖုံးလျံမောင်လျံဖုံးတီဟလျံဖုံးတီဟဟုတ်ပြီ။ဟုတ်ကဲ့ရွှေပြည်သားပါဆရာကြီး။ဟုတ်ပြီ။တာက တနှစ်နဲ့လေးလပါဆရာကြီးကလေးလေးပေါ့ဟုတ်ကဲ့ဆရာကြီးတာကြီးရှင်တဲ့အသားကတဲ့ငငယ်ကလေးကစီးသွားရခက်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါလေးကယောက်ျားလေးတွေမွေးတယ်ရလေဟုတ်ကဲ့ဆရာကြီးချို့ဆိုလို့ရှိရင်ဒီအခုကနောက်ပိုင်းပါလေမွေးရချက်ချိုးဖြတ်တာနဲ့ရှိပန်လေးထိတ်ကစုနာလေးကိုဟုတ်ကဲ့ဆရာ။ဒါလည်းပြဖြတ်လိုက်ကြတယ်သူမြေ။ဟုတ်ကဲ့ဖြတ်ထားပါတယ်ဆရာကြီး။ तू ကသုံးလသားတဲ့ကတဲ့ဂျိုးထိတ်လည်းဖြတ်ထားပါတယ်။အဲဟုတ်ပြီအဲ့ဒါဆိုသဘာဝကြတယ်။ဟုတ်ကဲ့ဆရာကြီး။ စီးအိမ်နဲ့အရန်တင်းပြီးတဲ့အကြကြီးနေမှစီးသွားပါတယ်တဲ့။သွားရင်လဲတဲ့တခါတရံနဲ့ဆိုယုံမှသွားပါတယ်တဲ့။ဟုတ်ပြီ။စီးကလည်းနမ်းပါတယ်တဲ့။စည်းကုံတင်းပြီးတဲ့စီးသွားလို့မရလို့ပါတဲ့ဟုတ်ပြီအခုမှတဲ့ဆရာကြီးညွှန်ကြားလို့ပေါ့နော်ကရမတ်တော့တဲ့စီးခုံကိုလိမ့်ပေးပါတယ်တဲ့ကောင်းတယ်ဘာဆက်လို့ရမလဲတဲ့လမ်းညွှန်ပေးပါကလေးအသက်ကတနှစ်နဲ့လေးလဆရာကြီးတနှစ်လေးလဆိုလမ်းတော့ရှောက်လောက်ပြီနော်ဟုတ်ကဲ့ဆရာကြီး လမ်းလျှောက်တော့သူကသုံးလသားကလေးကငငယ်လေးကဖြစ်ခဲ့တာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါကြောက်ဖြုံဒီလေဟုတ်ကဲ့ဆရာကြီးကြောက်ဖြုံဒီလေးကိုပြုတ်လိုက်ပါဟုတ်ကဲ့ဆရာကြီးအဲ့ဒီပြုတ်ရည်လေးတိုက်ပြပါဟုတ်ကဲ့ဆရာကြီးနောက်ဖရဲသီးဟုတ်ကဲ့ဆရာကြီးအမဲ့ကိုဟုတ်ကဲ့ဖြော်လိုက်ပါဖြော်ရည်ဖြော်ပါအဲ့ဒီဖြော်ရည်လေးတိုက်ပါဟုတ်ကဲ့ဆရာ။အဲကြောက်ဖြုံသီးဖြော်ရည်နဲ့ဖရဲသီးဖြော်ရည်လေးကိုတိုက်ပေးကြပြန်ဒီကလေးတက်တာတော့မှာပါ။ဟုတ်ကဲ့ဆရာ တိုက်ဖြစ်အောင်တိုက်ပါလို့နော်ဟုတ်ကဲ့ဆရာကြီးတောက်ချင်စရာကောင်းအောင်လေးဖြောပေါ့ဟုတ်ကဲ့ပါဆရာကြီးနောက်ကလေးနဲ့ဗတန်တစားကြီးလည်းမတိုက်ပါနဲ့ဥမာဟင်းတောက်စွန်းနဲ့သုံးစွန်းကနေ၅စွန်းအောင်ဆိုကလေးကြောက်တယ်လုံလောက်ပါပြီဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါကရမက်တော့လိမ့်ရမှာပေါ့နော်ဟာကရမက်နဲ့တခါတော့လိမ့်မှာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစားအဝါအနာကင်းဘုရားရှင်းကြပါစီဗျာ